မင်္ဂလာပါခင်ဗျာကျွန်တော်အခုဖတ်ပြခြင်းနဲ့စာလေးကတော့လူတို့ကိုကိုရဘာသာကြီးများဆိုတဲ့ဇာယဆရာပေါမောက်ခဂျွန်ဘီနော့စ်ရေးသားတဲ့စာအုပ်ကိုဆရာဆောင်ရင်ဘာသာပြန်ရေးသားထားတဲ့စာလေးဖြစ်ပါတယ်ဗုဒ္ဓဘာသာအကြောင်း အခန်းကဏ္ဍမှာဗုဒ္ဓဘာသာတီဟိုတီရိလင်္ကာ၌ပြန်ပွားပုံအကြောင်းဖြစ်ပါတယ်တီရိလင်္ကာက ျောနိုင်ငံဖြစ်သည်အာတောကမင်းကြီးသည်ဤကျောနိုင်ငံသို့ဗုဒ္ဓအယူဝါဒများကိုဖြန့်ပြီးရန်အတွက်သာသနာပြုပုဂ္ဂိုလ်များကိုလက်ဆောင်ပနာများဖြင့်စေလွှတ်၍ပထမဆုံးထိုးဖောက်ခဲ့လေသည်နောက်ဆက်၍အာတောကမင်းကြီးသည် သူ၏သားတော်အရှင်မဟိန္ဒကိုသာသနာပြုအဖွဲ့တစ်ဖွဲ့ကိုဥဆောင်၍စေလွှတ်ခဲ့လေသည်ထိုချိန်ကစ၍ဒီလင်္ကာနိုင်ငံ၏ယဉ်ကျေးမှုကို စတင်ရေးအတွက်ရပြီဗုဒ္ဓဘာသာအယူဝါဒအများတည်မြဲရေးအတွက်ဗုဒ္ဓဘာသာတစောင်းကျောင်းဇေယများပေါ်ပေါက်လာကြလေသည် ထို့သောဒီဟုတွင်ဗုဒ္ဓဘာသာတည်မြဲလာခြင်းအတွက်အခြားသောဗုဒ္ဓဘာသာကဘာတွေက လူများကကျေးဇူးတင်ရပေသည်ဒီဟုကျွန်းတွင်အခြားသောအိန္ဒိယနိုင်ငံ၌ကြုံတွေ့ရသော သဘာဝဘေးအန္တရာယ်ကြာရောက်မှုများကိုရာစုနှစ်ပေါင်းများစွာတိုင်အောင်ကြုံတွေ့ရခြင်းမရှိတော့ပေ။ဒီဟိုနိုင်ငံတို့ရောက်ရှိခဲ့သောဗုဒ္ဓဘာသာသည်လည်းနောင်နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင်အောင်အစုံတရာအပြောင်းလဲမရှိဘဲတည်တံ့ခိုင်မြဲလျက်သာနေခဲ့နေတော်သည်။ဒီဟိုတို့ရောက်ရှိခဲ့သောဗုဒ္ဓဘာသာသည် ရှေးကြသောဗုဒ္ဓဘာသာ ဖြစ်သည်။ထိုအကြောင်းကြောင့်လည်း သီဟိုတန်ဃာတော်များသည် ရှေးအကြဆုံးဗုဒ္ဓအကျမ်းစာပိဋကတော်များကို ထိမ့်သိမ်းဆောင်လျှောက်ခွင့်ရသောတမိုင်းဝင်ကံကြမ္မာနှင့်ကြုံခဲ့ရခြင်းဖြစ်သည်။တမိုင်းကြောင်ကဤသို့ဖြစ်သည်။ရှင်မဟိန္ဒသည်သီဟိုသို့ကြွလာတော်မူစဉ်က သူနှင့်အတူဗုဒ္ဓပိဋကတော်များကို ယူဆောင်လာခြင်းမရှိခဲ့ပေ။သို့သော ရှင်မဟိန္ဒနှင့်အပေါင်းမှတန်ဃာတော်များသည်ယခုအခါပါဠိကျမ်းစာများဟု ဟောဆိုသောထေရဝါဒဗုဒ္ဓကျမ်းစာများကိုနှုတ်ဝန်အားကုန်ဆောင်၍ယူလာခဲ့ကြသည်ဤကိစ္စမှန်သည်ဖြစ်စေမှားသည်ဖြစ်စေဗုဒ္ဓဘာသာ၏မူရင်းကျမ်းစာများအားလုံးကိုတီဟိုဘာသာစကားသို့ပြန်ဆိုထားခဲ့ကြသည် ထိုစဉ်ကမူထိုပိရကကျမ်းစာများသည်ဗုဒ္ဓဘာသာလောက၌အပြည့်စုံဆုံးသောပိရကကျမ်းစာများအဖြစ်တည်ရှိကြသည် ခရစ်တော်ပေါ်ပြီးအေဒီ900စုသို့ရောက်သောအခါမှဗုဒ္ဓဘာသာအထကထာဆရာကြီးအရှင်မဟာဗုဒ္ဓဂေါတသည်တိဟုနိုင်ငံသို့ရောက်ရှိလာသည်သူသည်ဥစွာတိဟုဘာသာစကားကိုလေ့လာသင်ကြားသည်တက်မြောက်သောအခါတိဟုဘာသာဖြင့်ရေးသောဗုဒ္ဓပိဋကတော်များကိုမူရင်းပါဠိဘာသာသို့စတင်ပြန်ဆိုလေတော့သည် အရှင်မဟာဗုဒ္ဓဂေါသလက်ဆာမသက်ပဲကျမ်းရှိသောပိဋကကျမ်းစာများကိုအိန္ဒိယမှကြွလာသောပညာရှင်များက နောက်ဆုံးတွင် ပြည့်ပြည့်စုံစုံဖြစ်အောင်ဆက်လက်ဆောင်ရွက်ခဲ့ကြသည်ဒီဟိုနိုင်ငံသားဗုဒ္ဓဘာသာဝင်များ၏သာသနာအတော်ပေါ်ကြီးညိုလေးစားမှုကိုခင်အဆက်ဆက်အိန္ဒိယပြည်မှယူဆောင်လာကြသောဗုဒ္ဓဓာတ်တော်မူတော်များက တိုးပွားစေခဲ့သည်ထိုဓာတ်တော်မူတော်များမှာတပိတ်တော်လက်ဝဲဘက်ဆွဲတော်နှင့် ဗုဒ္ဓ၏ညှဲ့ယူတော်လိုဖြစ်သည် ထိုတတ်တော်မူတော်များကိုကြီးကျယ်ခမ်းနားသောတတ်တော်ရာကြီးများတည်ဆောက်၍အိုးကိုယ်ထားခဲ့ကြလေသည်ဒီဟိုနိုင်ငံသည်ယခုအခါရှေးအကျဆုံးသောထေရဝါဒဗုဒ္ဓဘာသာဟိနာယနာအခိုင်းတည်ရှိသော နိုင်ငံအဖြစ်ထင်ရှားသည်မြန်မာထိုင်းနှင့်ကမ္ဘောဒီးယားရှိတော်အရှနိုင်ငံများရှိဗုဒ္ဓဘာသာဝင်များသည့်အဓိကအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်အထက်ဖော်ပြပါ နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သောဗုဒ္ဓဘာသာသမိုင်းသည်ခေတ်ပြိုင်ပင်ဖြစ်ပေါ်ခဲ့ကြလေသည် ထိုနိုင်ငံသုံးနိုင်ငံစလုံးကပင်တကြိမ်တစ်ခါကဟိန္ဒူဘာသာ၏ဩဇာလွှမ်းမိုးမှုကိုခံခဲ့ကြရသည်အ ਨੇ ဆုံးမြောက်ပိုင်းဒေသများ၌မဟာယနဗုဒ္ဓဘာသာထွန်းငှားခဲ့ကြလေသည်တို့ရာတွင် ထိုနိုင်ငံသုံးခုစလုံးမှာပင် ထေရဝါဒဗုဒ္ဓဘာသာဩဇာကြီးမားလာတော်အခါဟိန္ဒူဘာသာရောမဟာယာနဗုဒ္ဓဘာသာဩဇာလွှမ်းမိုးမှုများပျောက်လွင်သွားခဲ့ကြလေသည်ထိုနိုင်ငံများအားလုံးသည်ပို၍တိကျခိုင်မာသောထေရဝါဒဗုဒ္ဓဘာသာကိုလက်ခံကူးကွယ်ကြလေသည်ထေရဝါဒ၏ရေပူရသဘောလက္ခဏာများ ်ထေရဝါဒဗုဒ္ဓဘာသာ အစုအစင်တွင်ယဟန်သံဃာတော်များသည်အချက်အချာကြာသောပုဂ္ဂိုလ်များဖြစ်ကြသည်ထေရဝါဒဗုဒ္ဓကျမ်းစာများသည် မဟာယာနကျမ်းစာများနှင့်နှိုင်းစာလျှင်နည်းသည်ဟုဆိုနိုင်တော်လဲထိုကျမ်းစာများသည်ပို၍ရှိကြသော ပါဠိကျမ်းစာများ ဖြစ်ကြသည်ထေရဝါဒကျမ်းဂန်များ၌အနတ္တဝါဒကိုသာဟောကြားထားသည်ထို့ကြောင့်ထေရဝါဒယဟန်သံဃာများကလည်း အတ္တမရှိကြောင်းဟောကြားကြသည်လောကသည် မမြဲအနိစ္စဖြစ်သည်အစိုးမရအနတ္တဖြစ်သည်ယုံနာလောကကဒုက္ခအတ္တိပီးသည်တရဝအလုံးဤဘဝပန်းနိုင်သည်နိဗ္ဗာန်ဖြစ်သည်ဟုခံယူထားကြသည်ဘုန်းကြီးเจ้าနှင့်ဝီနည်းသိခါဘုံများသည် ရှေးကြသောဗုဒ္ဓဘာသာမူလအတိုင်းပင်ဖြစ်သည်ယဟန်ပုဂ္ဂိုလ်များဤပန်းနိုင်သည်ရဟတ်တဖို့သို့ရောက်ရေး ယဟန်ကိစ္စပြီးရဟန္တာဖြစ်ရင်ပင် ဖြစ်သည် ထို့ကြောင့်ထေရဝါဒဘုံကြီးเจ้าများ၌ပရိယတ္တိစာပေသင်ကြားခြင်းကိစ္စအပြင်ပฏิပတ္တိဝိပဿနာဘာဝနာလုပ်ငန်းသည်လည်းမလုံမနေရသော စီမင်းတစ်ခုပင် ဖြစ်သည်တန်ဃာတော်များသည်နနက်ပိုင်းတွင်စွန့်ခံထွက်ကြရသည်ဂေါတမဗုဒ္ဓလက်ထက်တော်ကအတိုင်းပင်စံမုတ်စိတ်ကိုပယ်လျက်ဝါယောင်သင်္ကန်းကိုဆင်မြန်းလျက် နေစဉ်ယဟန်တို့ပြုရမယ့်ဝတ္တရားအတိုင်းပြုကျင့်ကြရသည်ဘဝဤအတ္တိကအေးထားရသော ကိစ္စသည်မတ်ဖို့နိဗ္ဗာန်ကိုရရှိ၍ဘဝလွတ်မြောက်ရေးပင်ဖြစ်သည် ထေရဝါဒအယူဆများသည်ဂေါတမဗုဒ္ဓ၏မူရင်းအဆုံးအမများနှင့်တဝေမတိန်ကိုက်သည်ထေရဝါဒသည်ဘဝနေနည်းသက်သက်မဟုတ်တော့ဘဲဘာသာယုံကြည်မှုဘက်သို့တိုးတက်သွားပြီဖြစ်သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များသည်တတော်မူကြော်များကို၎င်းဗုဒ္ဓအစင်းတူတော်များကို၎င်းကိုယ်ဝေရ၌မိမိတို့အကောင်းညိုချမ်းသာပြီးနိုင်သောကဲတင်သောအရာများဖြင့်သဘောထားလာကြသည်ကိုလည်းတွေ့ရသည်ဤကားလူအများကြီးအလေးထားဖြစ်ပေါ်လာခြင်းကိုဆိုလိုခြင်းသာဖြစ်သည်ထေရဝါဒဗုဒ္ဓဘာသာလောကတွင်ဗုဒ္ဓ၏အစင်းတူတော်များမှာသေးသေးကလေးမှစ၍အရာမှအစင်းတူတော်ကြီးများအထိ ရွယ်အစားမျိုးစုံရှိလေသည်အိန္ဒိယမြောက်ပိုင်းဗုဒ္ဓဘာသာအာသောကမင်းလွန်ပြီးနောက်တွင်လည်းအိန္ဒိယတပြည်လုံးတွင်ဗုဒ္ဓဘာသာသည် အနှစ်800ကျော်ကြာကြီးကျယ်ထွန်းကားလျက်နေခဲ့သည်ထို့နောက်အာသောကမင်းကြီးနေရွာဆံပြီးနောက်အနှစ်40ကျော်သောအခါသူ၏မင်းဆက်သည် အာနာတကူကြာဆင်းသွားလေသည်ဗုဒ္ဓအင်ပါယာကြာဆုံးစဉ်ကလိုပင် ုဒ္ဓဘာသာကိုရံပြုသောအင်အားစုများအိန္ဒိယအလဲပိုင်းတွင်အာနာတကိုကြီးထွားလာကြလေသည်။ထို့ရာတွင် ထိုအချိန်၌ဗုဒ္ဓဘာသာ၏ဘူဌာနသည်အနောက်ဘက်သို့ပြောင်းရွှေ့သွားပြီးဖြစ်သည်။အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင်ဗုဒ္ဓဘာသာစတင်ပြန်ပွားနေပြီးပုံစံအသစ်ကိုလည်းယူလျက်ရှိနေသည်။ BC 200စုနှင့်300စုတွင်စီးရီးယားလူမျိုးများဂရိလူမျိုးများနှင့်စင်ဒီယံလူမျိုးများသည် ပန်ဂျပ်ပြည်နယ်တဲသို့လှိမ့်ဝင်လာကြသည် ထို့နောက်ထိုဒေသကိုကြီးစိုးလာကြသည်သူတို့သည်ဂရီကိုဘက်တီးရီးယန်းယဉ်ကျေးမှုကိုဥဆောင်လာသူများ ဖြစ်ကြသည် မီလီနိုင်မင်းကြီးကထိုလူမျိုးများ၏ဘရင်တစ်ပါးဖြစ်သည်ဒိုမင်းကြီးသည်ဗုဒ္ဓဘာသာကိုခံယူကျင့်သုံးခဲ့လေသည်သူ့နိုင်ငံသစ်တွင်ဗုဒ္ဓဘာသာဩဇာကြီးမားလာခဲ့လေသည် ထို့နောက် BC 1ရာစုတွင်အာရှတိုင်းအလယ်ပိုင်းမှဆင်းသက်လာသောတူရကီနယ်နော်မတ်လူမျိုးများဖြစ်သောခူရှန်လူမျိုးစုများသည် အာဖဂန်နစ္စတန်နှင့်အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုတိုက်ခိုက်သိမ်းယူခဲ့ကြလေသည်သူတို့သည်ဂရီကိုဘက်တီးရီးယန်ယဉ်ကျေးမှုကိုသူတို့ယဉ်ကျေးမှုနှင့် ရောပြီးသမသွားအောင်ပြုလုပ်ခဲ့ကြလေသည် တို့ဤထင်ရှားသောမင်းကြီးဒီကကနိရှကဖြစ်လေသည် ပါရှဝါတွင်မြို့တည်ထားပြီလေဇိုရိုအစရီယန်ဘာသာအပါအဝင်ဘာသာပေါင်းစုံကို လေ့လာခဲ့လေသည်ထို့နောက်မှသူသည်ဗုဒ္ဓဘာသာကိုခံယူကိုးခဲ့ခဲ့လေသည် သူဂျေဇုသည်လည်းနောက်ပိုင်းဂရိကိုဗုဒ္ဓဘာသာယဉ်ကျေးမှု တိုးတက်ထွန်းကားလာရ၌ကြီးမားလာပေသည် အစကဂရိဘိသူကလည်းအများသည့် ုမင်းလက်ထက်တွင်ဗုဒ္ဓဘာသာယဉ်ကျေးမှုများ ရောနှောလျက်သီစာအနုလက်ရာများအဖြစ်ထွန်းကားလာလေသည်ဗုဒ္ဓယုတ်ပွားတော်များထုလုပ်ရာတွင် ဂရိတ်အနုပညာလက်ရာများ ရောနှောလာသည်စံရိပ်ခွေများပါသောဗုဒ္ဓအစင်းတို့တော်များသည် ဂရိတ်ဘိတုကလက်ရာများဖြစ်ကြသည် ထိုလက်ရာများ၏ဩဇာသည် နောက်အခါဂျပန်ပြည်တိုင်အောင် ပြန့်နှံ့သွားလေသည်အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာပင်ပထမဆုံးအကြိမ်ဖြစ် မဟာယနဗုဒ္ဓဘာသာဂိုင်းကြီးပေါ်ပေါက်ထွန်းကားလာလေသည်အိန္ဒိယတွင် မဟာယနအဂိုင်းပေါ်ပေါက်လာခြင်း BC 300စုနှင့်100စုအကြာကာလကနိရှကမေအိန္ဒိယပြည်မြောက်ပိုင်းကိုအုပ်ဆိုးစဉ်နောက်အခါမဟာယနဂိုင်းဟုတွင်မိဗုဒ္ဓဝါရသည်ထိုစဉ်က လူသိမများလာတော့လဲစတင်ဖြစ်ပေါ်လျက်ရှိပြီ။ ဤဖြစ်ပေါ်တိုးတက်မှုသည်အရေးပါသော ဖြစ်ပေါ်တိုးတက်မှုအသစ်တစ်ခုဖြစ်သည်မဟာယနဗုဒ္ဓဘာသာသည်ကနိရှကမင်းဗုဒ္ဓဘာသာဝင် ဖြစ်လာပြီးနောက်လိမ့်မြန်စွာစတင် ဖြစ်ပေါ်တိုးတက်ခဲ့သည်ဤမီအာပေချီမြောက်မှုကြောင့်လည်းဖြစ်နိုင်သည်မဟာယနအယူဆများသည်မြည်သည့်အစီအစဉ်ဖြင့်စတင် ပေါ်ပေါက်လာသည် ဆိုသည်ကားတိတိကျကျဆုံးဖြတ်ရန်မဖြစ်နိုင်ပြီသို့သော် မဟာယာနဗုဒ္ဓဘာသာသည်လဲထေရဝါဒဗုဒ္ဓဘာသာကိုအချို့အချက်တွင်တူယူ၍ကျယ်ပြန့်တိုးတက်လာခဲ့သည်မှာက ထင်ရှားသည်မဟာယာနများကလည်းထေရဝါဒဂိုင်းသားများလိုပင်ဂေါတမဗုဒ္ဓကိုပင်ဖျားအဖြစ် ကိုးကွယ်စီကသည်မဟာယာနဂိုင်းသားများကဗုဒ္ဓကို ကိုးကွယ်ရ၌လူသားတို့၏ဒုက္ခကိုကယ်တင်လိုသော မဟာကရုဏာတော်ကြောင့်နတ်ပြည်မှလူပြည်တို့ စင်သက်တော်မူသောနတ်ဖျားအဖြစ်ပင်မြင်သည်ဗုဒ္ဓသည်လူသားများအားဒုက္ခမှလွတ်မြောက်ကြောင်းနိလန်ကောင်းကိုသွန်သင်ဆုံးမတော်မူ၏ဖျားဖြစ်တော်စဉ်ဇာတကဝတ္ထုများရဗုဒ္ဓသည်ဘဝပေါင်းများစွာကျင်လည်၍ပါရမီတော်များကိုဖြည့်စည်းခဲ့ရလေသည် နောက်ဆုံးကြမှ သူတိတာနတ်ပြည်မှာနတ်သားဖြစ်သည် ထိုနတ်ပြည်ကမှ လူသားများ၏ဒုက္ခကိုကယ်တင်ရန်အတွက်လူပြည်သို့ဆင်းသက်တော်မူခဲ့သည်ထို့သောပါရမီတော်ဖြစ်ကျင့်တော်မူခဲ့ရသောကာလကဗုဒ္ဓကိုဘလို့ခေါ်မလဲဆိုသော ပြဿနာပေါ်လာသည်မဟာယာနများကထိုဖျားဖြစ်ရန်ပြင်ဆင်သောဘဝကိုဘောဓိတတဟုခေါ်ကြသည်ဤဘောဓိတတဖျားလောင်းအလောင်းတော်ဆိုသောဝဟရာသည် ရှေးကြသောပိရကကျမ်းစာများမှလည်းပါဝင်သည် ဂေါတမဗုဒ္ဓဖျားမဖြစ်မီဘဝကဖျားဖြစ်မီသူတပိညုတဉာဏ်ရမိပုဂ္ဂိုလ်ဟုအနတ်အဓိပ္ပာယ်ရရှိလေသည်သို့သောမဟာယာနဗုဒ္ဓဘာသာပေါ်ပေါက်လာသောအခါဤစကလုံးသည်အလွန်အေးပါအရာရောက်သောစကလုံးဖြစ်လာလေသည်ဘာသာရေးသမိုင်းကိုဖော်ဆောင်သောစကလုံးဖြစ်လာသည်နောက်တစ်ဆင့်တွင်မဟာယာနတို့ယူဆသောအယူအဆသည်ဗြမဏဝါဒဤဩဒါလွှမ်းမှုမှုကိုတွေ့ဝိုက်ရယူခဲ့ခြင်းဖြစ်သည် ထိုယူဆအရအာဝတာရာဆိုသောလူပြည်ကိုဆင်းသက်သောဖျားလောင်းဆိုသည့်သဘောအယူဆဖြစ်သည် မဟာယနတို့အားထိုယူဆကလည်းဩဇာရမှုခဲ့ခြင်းဖြစ်နိုင်သည်ထို့နောက်မဟာယနတို့အထူးအရေးထား၍ပြောဆိုကြသောယုံကြည်ချက်တစ်ခုလည်းရှိသေးသည်ထေရဝါဒဗုဒ္ဓဘာသာတွင်လည်းထိုအယူဆကိုတနည်းတစ်ပုံလက်ခံထားသည်၎င်းမှာ ဂေါရမဗုဒ္ဓအသီးသားလင်းတပါးတဲ့သောဗုဒ္ဓမဟုတ်ဂေါရမမတိုင်မီကလည်းဂင်းငါဝါလို့သဲစုမကဗုဒ္ဓဖယားများပွင့်ငယ်ဘူးကြပြီဆိုသောအယူအဆဖြစ်သည်မဟာယနများကထိုဗုဒ္ဓများနဲ့တချို့ကလူပြည်လူကဘာမြေပေါ်သို့ဆင်းသက်လာကြသည်တချို့မှာနတ်ပြည်တွင်ပင်ရှိနေသေးသည်တချို့မှာ နောင်ပွင့်မီဖျားဗောဓိတတ္တများအဖြစ်ပင် ရှိနေကြသေးသည်ဟု ယူဆကြသည်မဟာယနများကထိုဖျားအလောင်းများဤအမိများကို ပြန်လည်ဖော်ထုတ်ခဲ့ကြလေသည်မှတ်တမ်းများများလည်းမရှိပဲသမိုင်းထောက်ထားများလည်းမရှိပဲထိုအမိများကိုဤကဲ့သို့ဖော်ထုတ်နိုင်သည် ဆိုဒီမှာ တွေးရခက်ကြီးဖြစ်မည်ဆိုက ဖြစ်နိုင်ပါသည်ဤအချက်ကိုအနောက်တိုင်းသားတို့နားလည်နိုင်ကြမည် မဟုတ်ပေအရှိတိုင်းတွင်အတိတ်အနာဂတ်ကို ဖိုးတွင်သိမြင်နိုင်သောပုပ်ပေနိဝါဒဉဏ်အနာဂရန္တဉဏ်ဒိဋ္ဌဆက်ကုဘိဉ္ဉ်များရှိသည်ဟုယုံကြည်လက်ခံထားကြလေသည်မဟာယနတို့၏သက္ကတဘာသာကျမ်းများ၌ထိုဖျားလောင်းများ၏အကြောင်းများညာစွာ ပါရှိလေသည်မဟာကရုဏာတော်ရှင် ထိုဖျားလောင်းများသည်နတ်ဘီတွင်ရှိနေကြသည်သူတို့သည်လောကကိုအစဉ်ကြည့်ရှုစောင့်ရှောက်နေကြသည်ထိုဖျားလောင်းများသည်လူသားများကို ကဲလဲကဲမနိုင်သည်ကဲတင်မသလိုသောဆန္ဒလည်းရှိကြသည်ထို့ကြောင့်မဟာယာနများကစူတောင်းပတနာပြုခြင်းကိုလက်ခံသည်စူတောင်းပတနာပြုသောသူအားဖျားလောက်များကစောင့်ရှောက်မာသည်တောင်းသောအစုကို ပြေဝစေသည်ဟု ယူဆကြလေသည်ထေရဝါဒ၌စူတောင်းခြင်းဖြင့်ဘာမျှမရနိုင်မိမိဘာသာလောက်ယူမရသည်ဟုယူဆကြသည် မဟာယနကမူ ဆူတောင်းငင်ပြုလင်လဲရသည်ထိုသည်ဆူတောင်းကိုဒိယုနာတော်ရှင်ဖရာလောင်ဗောဓိတတ္တများကလက်ခံ၍ဆုကိုပြည့်စေသည်ဟုယူဆကြသည်ယခုအခါထေရဝါဒယုံကြည်သူများမှလည်းနတ်ပြည်တွင်ရှိသောဗောဓိတတ္တများက လူသားတို့ကိုကယ်မသည်ဟုမယူဆတော့လဲယုတ်ထုစင်သူတော်များဓာတ်တော်များမှစောင့်ရှောက်သောပုဂ္ဂိုလ်များရှိသည်ဟုယူဆကြပြီးလျှင်ဖရာမှစွန့်ကပန်းကတ် ရေချမ်းကအမွေတိုင်းအလင်းတိုင်းထုံးညိဆူတောင်းပတနာပြုနေသည်ကမျက်မြင်အထင်ရှားပင် ဖြစ်သည်ထို့သောဆူတောင်းပတနာပြုခြင်းဖြင့်လောကီစည်းစိမ်ချမ်းသာကိုရနိုင်သည်လတ်လာပါရနိုင်သည် အန္တရာယ်ကင်းဘေးရှင်းသည်ဟု ယူဆလျက်ဆူတောင်းပတနာပြုနေသည်ကိုလည်းတွေ့ရသည်မဟာယနာတို့၏ဖရာတရားကြည်ညိုသောစိတ်ကို နိုင်ရန်စေပကြီးများယုတ်ထုဆင်းတို့များဖြင့်တစားစင်ဖော်ပြ ထားတတ်ကြသည်မဟာယနတို့ကမိမိဘာသာတူတယောက်သည်အာထုံ၍ဘဝလွတ်မြောက်ရေးရခြင်းကိုဘဝလွတ်မြောက်ခြင်းအစစ်ဟုမယူဆကြတော့ပေဘောဓိတတများကနတ်ပြည်တွင်နေသောနတ်ဖျားများပင်ဖြစ်ကြသည်သူတို့သည်၎င်းတို့ကိုယုံကြည်ကိုးကွယ်သူများအားကဲတင်ရန်စိတ်ဆန္ဒပြင်ပြကြသည်ဖျားလောင်းများသည်သူတို့ပြုပြီးသည်များသော ကုသိုလ်ကောင်းမှုများအား ၎င်းတို့ကိုးကွယ်သူများအားလည်းမျှဝေပေးရန် စိတ်အားထက်သန်ကြသည်ဟုယုံကြည်ကြသည်။ဤကဲ့သို့ဘောဓိတတဘုရားအလောင်းနာသားများ၏ကဲတင်ခြင်းမဆခြင်းသဘောတရားကြောင့်ကိုလုံးမကိုရသည်ဘယ်သူကားမျှမမဆနိုင်ဟုယုံကြည်သော ထေရဝါဒကို လက်ခံရန် တုံ့နှီးလျက်ရှိကြသောနိုင်ငံများသည်မဟာယာနဗုဒ္ဓဘာသာကိုမူစိတ်အားထက်သန်စွာလက်ခံကိုးကွယ်ကြလေသည်။မဟာယာနဗုဒ္ဓဘာသာသည် ကျေပြန့်သည့်သဘောရှိလေသည်ထိုဗုဒ္ဓဘာသာသည် ကာလဒေသအခြေအနေကိုလိုက်၍လိုက်တင်ပြောင်းလေသည်ထို့နောက်အနောက်နိုင်ငံများတွင်လည်းမဟာယာနဗုဒ္ဓဘာသာက ပြန့်နှံ့ဖို့လွယ်ကူခဲ့လေသည်နားဆင်ပေးခဲ့တဲ့အတွက်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်အခုဖော်ပြပေးသွားတာကတော့ဒေရဝရဗုဒ္ဓဘာသာထွန်းကားလာဖို့အကြောင်းနဲ့ မဟာယနဘုရားဘာသာစတင်ထွန်းကားလာဝန်ကြောင်းဖြစ်ပါတယ်။ဆက်လက်ပြီးမြောက်ပိုင်းနိုင်ငံများ၌ဘုရားဘာသာ ပြန်ပွားခြင်းအကြောင်းများကိုပေါ်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။